မင်္ဂလာပါရှင်ရှမ်းအေကိုမီဒီယာကကြိုဆိုပါရစေ။တာချီလေးမျိုးရွှေတကုံစီတီတော်ယေဒနာစိန်ဘူးတော်မြတ်ကြီးနဲ့ငှက်မြန်းနာတော်တင်လူပူဇော်ပွဲရအတွက်ပါဝင်လူတန်းကြသော အလူရှင်များအောင်ဂုံပြုတ်မှတ်တမ်းလွားပေးအပ်တဲ့တဲ့ရင်ကိုတင်ဆက်ပါမယ်ရှင်။ ရှမ်းပြည်နယ်ရှေးပိုင်းတာချီလေးမြို့ရွှေတကုံစီတီတော်ရေဒနာစိန်ဘူးတော်မြတ်ကြီးနဲ့ရေဒနာငယ်မြတ်နာတော်တင်လူပူဇော်ပွဲအတွက်စေတနာတတာတရားထက်တန်စွာပါဝင်လူတန်းကြသည့်အလူရှင်များအောင်ဂုံပြုမှတ်တမ်းလွှာများပေးအပ်ခြင်းကိုယနေ့နေ့နဲ့စေနာရီကခေရိုင်မြို့နယ်စုပေါင်းရုံးအစည်းအဝေးခန်းမတွင်ကျင်းပပြုလုပ်ခဲ့ပါသည်။ ရှေဦးစွာစစ်ဗျူဟာအဖွဲ့အခြေချတာချီလိမ့်မှာစစ်ဗျူဟာမူဘူမူကြီးကျော်မင်းထွန်းကအဖွဲ့အမစကားပြောကြပြီးရှေဒဂုံစီတီတော်ကောပကဥက္ကဋ္ဌဦးစောမြင့်ကယေဒနာစိန်ဘူးတော်နဲ့ငဲ့မျက်နာတော်တင်လူပူဇော်ပွဲတွင်အလူခံရရှိထားသောငွေစင်ရင်နဲ့အခမ်းအနားဖြစ်မြောက်ရေးအတွက်ကောမဒီအသီးသီးမှ၎င်းတို့ကန္တာလိုက်ထောက်ယူသုံးဆွဲခဲ့သည့်ငွေစင်ရင်များအားချပြရှင်လင်းခဲ့ပါသည် ထို့နောက်စစ်ဗျူဟာမူဘုံမူကြီးကျော်မင်းထွန်းနဲ့တာဝန်ရှိသူများကတာချီလိုင်းမျိုးရွှေတကုံပုံတူစီတီတော်ယေဒနာစိန်ဘူးတော်နဲ့ငှက်မြတ်နာတော်တင်လူပူဇော်ခြင်းနဲ့ဗုဒ္ဓဘီတိကအနိကစားတင်မဟာမင်္ဂလာအခမ်းအနားကျင်းပနိုင်ရင်ဆရာတော်တန်ဃာတော်ကြီးများအားနဝကမဝိတုပစ္စည်းများကတ်လူပူဇော်နိုင်ရင်ရွှေတကုံစီတီအလယ်ပစ္စယံအတက်လေးကနဲ့ဓမ္မယုံတွင်အေကွန်တက်စင်ဆောင်ရွက်နိုင်ရင်အောင်ပွဲအထိမ်းအမှတ်အဖြစ်ယေဒ နာရွှေမိုးငွေမိုးရွာသွန်းဖြိုးရန်အတွက်အလူငွေနှင့်ကြောင်းမြတ်ရတနာဆိန်ရွှေပစ္စည်းများပါဝင်လူဒန်းပေးကြသည့်အလူရှင်များအားဂုံပြူမတ်တန်လွာများအသီးသီးချီးမြှင့်ပေးအပ်ခဲ့ကြောင်းသိရှိရပါသည်ရှင်။